ထဲမှာကျွန်တော်တို့ဒီအပူကန်ဖလင်ပြားပါမယ် active balancer ပါမယ်ပေါ့နော် 3mb 3mb active balancer cell က16လုံးပါမယ်အဲ cell juicer လေးလည်းပါပဲပေါ့နော်ကျွန်တော် juicer scan ဖတ်ပြပေးမယ်အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြခြင်းတဲ့အတွဲကကျွန်တော်တို့ idea တစ်စုံလုံးကိုကျွန်တော်ပြခြင်းတယ် idea တစ်စုံလုံးကျွန်တော်ဘာလို့ရောင်းမို့ ready ဖြစ်သွားလဲဆိုရင်အရင်ကတော့ကျွန်တော်တို့ဗျာ300 ఓ တွေ314တွေ320တွေပဲကျွန်တော်ရောင်းနေကြပါတော့เนาะဒါပေမဲ့ idea မှာ280 51.2 ဘက်ထရီတစ်မျိုးလာပေါ့နော်အဲသူရဲ့ cell တွေဘယ်လိုအနေထားရှိလဲဘယ်လိုမျိုးရှိလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်အဓိကတော့ကျွန်တော်အခု ITE 6 kW နဲ့51.280နဲ့ကျွန်တော်အစုံလိုက်ရောင်းပေးနေပေါ့နော်ကျွန်တော်ဈေးနှုန်းလည်းဒီ post ထဲမှာကျွန်တော်ပြောပြပေးမယ်သူကအဓိကတော့ဗျာ ITE ITE ဖြစ်တဲ့အပေါ်မှာကျွန်တော်တို့ communication တွေပါလေချိန်ရတာအရန်လွယ်သွားမယ်ပြီးအာမခံဘိုင်းနဲ့ပတ်သက်ရင်ကျွန်တော်ပြောပြမယ်ကျွန်တော်မြန်မာတနိုင်ငံလုံးမှာမြန်မာတနိုင်ငံလုံးနဲ့ရှင်ရင်တော့ကျွန်တော်တို့အာမခံအကောင်းဆုံးထဲမှာပါတဲ့ ITE ပေါ့နော် အကောင်းဆုံးနဲ့ကဘာမို့အကောင်းဆုံးပေါ့နော်ပြောရမယ်ဆိုဘာလို့လဲဆိုတော့သူက9နှစ်အတွင်းမှာအာမခံ9နှစ်ပြီးတယ်အပြည့်ပြီးတယ်9နှစ်အတွင်းမှာပြတ်တယ်ဆိုရင်အကျွန်တော်တို့အစ်စ် level မှာเนาะကျွန်တော်ပြင်မင်းမှာမဟုတ်အစ်စ် level မှာအကယ်လို့ဗျာ minor ဗျာကျွန်တော်တို့ပြောမယ်ဆိုရင် communication လွတ်သွားတာတို့မဟုတ်ရင်ကျွန်တော်တို့ battery အာအကုန်တုံးမိတာတို့ဘာလို့ဆိုရင်လဲကျွန်တော်တို့ကဒီ service team ကနေလာကြည့်ပေးတယ်ပေါ့เนาะအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော် cell တွေအထက်ထက်ပြတ်သွားတာတို့ BMS ပြတ်သွားတာတို့ဆိုရင်ကျွန်တော်တို့က လုံးဝအသစ်လဲပေးလိုက်မှာဘက်ထရီကိုအဲ့လိုမျိုး replacement service လုပ်ပြီးတယ်အပြင် ID 6 kilo ကလည်းကျွန်တော်အမြဲတမ်းရှင်းပြနေကြအတိုင်းပဲအကျွန်တော်တို့အာ3နှစ်လုံးလုံးကိုကျွန်တော်တို့လုံးဝ free လဲပေးမယ်အစီအစဉ်လည်းရှိတယ်အဲ့တော့ဒီကောင်3နှစ်နဲ့အသစ်လဲပေးတယ်ဒီကောင်5နှစ်နဲ့အသစ်လဲပေးတယ်ပြီးွားမှကျွန်တော်5နှစ်ကုန်သွားပြီ5နှစ်အာမခံကုန်သွားပြီဒီကောင်ဆိုရင်လည်း3နှစ်အာမခံကုန်သွားပြီဆိုမှကျွန်တော်တို့ပြင်မိတဲ့စနစ်လာမှာပေါ့နော်ပြင်မိတဲ့ဆိုတာလည်းကျွန်တော်မြန်မာတနိုင်ငံလုံးမှာ18နေရာရှိတယ်ပြင်တဲ့နေရာ အဲ့တော့ main switch ကိုကျွန်တော်အဓိကအခုပြပေးမှာ DI day battery အထဲမှာဘာတွေရှိလဲဆိုတော့ကျွန်တော်ပြပေးမယ်တခါတည်းဖောက်ပြပေးမယ်ဖွင့်ပြပေးမယ်ပေါ့နော်အားလေးလိုက်ကြည့်လိုက်ပါဦးโอเคကျွန်တော်တို့အခုကဒါဖွင့်လိုက်တာပေါ့เนาะကျွန်တော်ဖွင့်လိုက်တော့ဘာတွေတွေးရလဲဆိုတော့အထဲမှာကျွန်တော်တို့ဒီအပူကန်ဖလင်ပြားပါမယ်ပြီးရင်ကျွန်တော်ဒီမှာ active balancer ပါမယ်ပေါ့နော်3 ampere 3 ampere active balancer ဘာလို့ဆိုကျွန်တော် balancer ထည့်ထားတာကဒီ cell တွေအကုန်လုံးကိုကျွန်တော်တို့ voltage တွေညီအောင်လို့လုပ်ပေးထားတဲ့ဟာပေါ့နော်ပြီးရင်ဒီကောင်ကြီးကကြတော့ကျွန်တော်တို့မြင်နေကြအတိုင်းဒါက base BMS ပေါ့နော်အဲ့တော့ကျွန်တော် cell တစ်ခုချင်းစီကိုမိတ်ဆွေတို့ပြပေးမယ်အဲအထဲမှာဘယ်လိုမျိုးလောက်ထားလဲဆိုတာလေးကြည့်လိုက်အောင်ပေါ့နော် โอเคအခုဒါကျွန်တော်တို့ဖွင့်မိသွားပြီဗောနော်ဖွင့်မိတဲ့အခြေအနေမှာဘာတွေ့ရလဲဆိုတော့ကျွန်တော်တို့ cell က16လုံးပါမယ်ဒါကျွန်တော်ဒီက cell တစ်ခုချင်းစီဗောနော်အဲ cell တစ်ခုချင်းစီမှာကျွန်တော်တွေ့ရတာကဘာလဲဆိုတော့ကျွန်တော်ဒီဂျားတွေထဲမှာအပူကန်ဖလင်ပြားတွေထည့်ထားတယ်လားကျွန်တော်ဒီဂျားတွေထဲမှာဗောနော်အပူကန်ဖလင်ပြားတွေထည့်ထားတယ်ဒီဘေးတွေရောဒီဘက်ဘေးတွေရောဗောနော်တေချာလေးအပူကန်ဖလင်ပြားတွေထည့်ထားတယ်အမ်ပြီးတော့ကျွန်တော်နောက်တစ်ခုကြိုက်တာဘာလဲဆိုတော့ အာဒီမှာပေါ့နော်ကျွန်တော်တို့ဒီကောင်လေးတွေကဘာလဲဆိုတော့ဒါကျွန်တော် temperature sensor လေးပေါ့နော်ကျွန်တော်ဒီ cell တန်းတန်းချင်းစီမှာကျွန်တော် temperature sensor ကြီးထည့်ပေးတာအရန်ပူလာတယ်ဗျာညာဆိုရင်ဒီကနေပြီး operate လုပ်လို့ရအောင်လို့ကာကွယ်ပေးလို့ရအောင်လို့ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးတာတဲ့ဟာလေးပေါ့ဒါကတော့တေချာတက်တက်ရဲ့ကြစ်ကြစ်လေးလေးလေးလောက်ထားတွေ့ရတယ်ပြီးတော့ကျွန်တော်တို့နောက်တစ်ခုကကြတော့ဒီမှာ အဲ cell ကျူဝါလေးလည်းပါတယ်ပေါ့နော်ကျွန်တော်ကျူဝါ scan ဖတ်ပြပေးမယ် okay ကျွန်တော်တို့အခုဒီမှာဒါကျူဝါ scan ဖတ်ထားပါပေါ့နော် code same right colon is right ပေါ့နော်ဒီမှာအဲ sun wonder cell သုံးထားတယ်3.2 volt ပေါ့နော်3.2 volt အဲကျွန်တော်တို့အဲဒီကောင်ကဟိုဘက်ထရီရဲ့ specs တွေပေါ့ဒါကျွန်တော်တို့ကျူဝါ scan ဖတ်တာမှန်တယ် cell acid ဖြစ်ကြောင်းကျွန်တော်တို့ အဲကြည်ထားတဲ့ဟာလေးပဲဖြစ်ပါတယ်အဲဒီကောင်ကကျတော့ဘာလဲဆိုတော့ကျွန်တော်51.2နှံ့ရမှာအဲဆူဂွန်ဒါဆိုတဲ့ cell မျိုးစောက်သုံးတာပေါ့နော်အဲ့ cell ကကျွန်တော်တို့ဒီ car battery brand တွေမှာသုံးတဲ့အဲ cell ပေါ့နော် အခုမှကျွန်တော်ဒီနောက်ပိုင်းကိုအာဒီကျွန်တော်တို့ inverter battery ရဲ့နာမည်ကြီးလာတော့ဒီဘက်ကိုကျွန်တော်တို့ရွှေ့လာပေါ့သူတို့ကပြောရမယ်ဆိုရင်ကားမှာအရင်ကတည်းကထုတ်နေကြ brand တစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့စီမံတော့တိတ်မရှိသေးဘူးဒါပေမဲ့ အာမခန်ငါးနှစ်နဲ့ပြကျွန်တော်လုံးဝသုံးပျော်တယ်ပြီးတော့ကျွန်တော်51.2 980မှာဆိုရင် EV 0ကိုသုံးတာတယ်ဒါကတော့51.2 200h မှာတွေ့နေရတဲ့ပုံစံလေးပဲဖြစ်ပါတယ်